see the pain in me is oh my she got it oh they got caught up ah and is oh my see the pain in me is oh my she need and is oh my see the pain she ဇကာတင်ရွေးချယ်ထားတဲ့ DJ သမား၉ဦးဟာပထမဆုံးကိုအရယူဖို့သူတို့ရဲ့ဂီတဖန်တီးမှုတွေနဲ့အစွမ်းကုန်ရှင်ပြိုင်ခဲ့ကြပါတယ်။လူငယ်တွေကြားထဲမှာတော့ DJ ကိုစိတ်ဝင်စားမှုများပေမဲ့မြမအတိုင်းဝိုင်းမှာတော့ဒီဂီတကိုလက်ခံမှုအားနည်းနေပါသေးတယ်။ဒီပြိုင်ပွဲဟာကမ္ဘာအဆင့်တန်းမီတဲ့ DJ ပြိုင်ပွဲတစ်ခုဖြစ်လို့မြမနိုင်ငံအတွက် DJ နဲ့ပတ်သက်တဲ့သမိုင်းတစ်ခုဖြစ်တယ်လို့ကိုချစ်ကိုကိုကပြောပါတယ်။ကမ္ဘာအဆင့်ရှိတဲ့ DJ ပညာရှင်တွေကနေ ထမဦးဆုံးအနေနဲ့အစင်တန်းမိတဲ့သူတွေကိုရွေးချယ်ပေးမှဖြစ်လို့တမိုင်းဝင်တဲ့နေ့တစ်နေ့ပဲလို့သူကဆိုပါတယ်ထပ်ပြီးပြောရမယ်ဆိုရင်တော့ရေရေကြီးပြောရတာဒီဟာတမိုင်းတစ်ခုပါဒီနေ့ကဒီလုံးဝကမ္ဘာချန်ပီယံဒီ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 ပထမဆုံးမြန်မာနိုင်ငံမှာအထိုင်နေတဲ့လာလို့ပြီးတော့ဒီတကယ်အဆင်တန်းမြည်တဲ့သူတွေကိုစစ်ချပလိုက်ပြီးတော့ရွှေရဲပွဲဒီနေ့ကတော့တမိုင်းဝင်နေနေပါပဲအဲ့ဒါပြောချင်ပါတယ်ဒီဂျေတမားတယောက်ရဲ့ပညာပိုင်းဆိုင်ရာအားသာမှုတွေတီထွင်ဖန်တီးနိုင်စွမ်းနေနဲ့ ယုံကြည်မှုရှိရှိနဲ့ပြိသက်ကိုဖျော်ဖြေနိုင်တဲ့သူကိုရွေးချယ်ခဲ့တယ်လို့ DJ ပညာရှင် Twitter eclipse ကပြောပါတယ်။ Plan music, you know, and uh creating like different ways of um DJ သမားတယောက်အနေနဲ့ကြိုးစားအားထုတ်မှုတွေကတာမန်ဂီတဖန်တီးမှုတွေထက်ကိုအချိန်ပိုယူရပါတယ်။အချင်းတွေအများကြီးကနေဂီတမျိုးစားတစ်တွေကိုပေါင်းဆက်ဖန်တီးရလို့ DJ သမားတယောက်ရဲ့ခီးလန့်ကလည်းကြာမြင့်တယ်လေ။အချိန်ထဲမှာဂီတတစ်တွေကိုဖန်တီးနေရင်းနဲ့တိခတ်မှုတွေကိုပါတကူတော့လက်စွမ်းပြတာပါ။ ဒီပွဲမှာ ပထမဆုကို DJ Poppy Fan ဒုတိယဆုကို Kendrick နဲ့တတိယဆုကိုတော့ DJ Dynamite တို့ကရရှိခဲ့ပါတယ်။ဒီပွဲကို AES မြန်မာကကျင်းပတာဖြစ်ပြီး ပထမဆုကို Pioneer Go Limited Edition ဖြစ်တဲ့ DJMS 9ဆက်အမျိုးအစားနဲ့ငွေကျပ်10သိန်းအပြင်ရန်ကုန်မန္တလေးနဲ့ Bangkok Club တွေမှာ DJ ဖျော်ဖြေပွဲတွေကျင်းပသွားမှာဖြစ်ပါတယ်။ဒုတိယဆုနဲ့တတိယဆုကိုလည်း ပိုင်ယိုနီးယား DJ ဆက်တွေကိုပေးသွားမှာဖြစ်ပါတယ် မြန်မာနိုင်ငံနံပါတ်1 DJ ဖြစ်မှတ်တမ်းဝင်တာနဲ့အမျှဒီပြီးတော့ကျင်းပတာလဲ Pioneer နိုင်ငံတကာအဖွဲ့အစည်းဖြစ်တဲ့အတွက်ကြောင့်မလို့အဲမျိုးအလုတ်ကင်မဲ့ဖြစ်ဖြစ်ဒီသူ့ရဲ့အမှုပညာလုပ်ငန်းအားဖြစ်ဖြစ်ဆက်လုပ်ဖို့အတွက်ပို့ပြီးတော့အခွင့်အလမ်းတစ်ခုဖြစ်သွားမယ်လို့ထင်ပါတယ်ဟုတ်အရှိတောင်အာရှမှာကျွန်တော်တို့မြန်မာနိုင်ငံမနိုင်ပါဘူးအဆင့်ရှိပါတယ်ဒါပေမဲ့ဘာကြောင့်လို့မျိုးအဲ့လိုမျိုးကျွန်တော်တို့ International ဝင်ပြိုင်ခွင့်လို့အာရှမှာဝင်ပြိုင်ခွင့်လို့ဆိုတော့အဓိကတော့စိတ်သက်ပေါ့မစီယုံကျွန်တော်ဒီဒီနေရာမှာအဓိကပြောချင်တာကတော့စိတ်သက်ကိုမြင့်မြင့်ထားပါရိုးရိုးချင်းမြင့်မြင့် င်ကြံပြီးရဲ့ချိန်မှာအကျင့်ဝတ်နဲ့ပြည့်စုံအောင်နေပြီးတော့တယောက်တယောက်များနားလည်မှုတွေပေးပြီးတော့ sharing လုပ်ပါခဏလေးပါပဲအများဆုံးစောက်ရရင်အဲတနည်းနည်းပေါ့ကျွန်တော်ဒါကြီးအရန်ကြီးကိုဟိုးအထိတ်ထိထုတ်တက်သွားမှာဟုတ်